Hello ဂျေဒီနေ့တော့ဝတ်သားတုံးကြီးတွေကိုအချိန်အကန့်အသတ်မရှိ စိတ်ကြိုက်ကင်စားလို့ရမယ်။အရသာရှိတဲ့အချင်းကြီးအစ်စ်အပြင်ကင်ချီလည်းအရန်ကောင်းတဲ့ဘူရထောင်63လမ်းထိပ်ကကင်ဝတ်တုံးကင်ဘူဖေးဆိုင်လေးကိုပြပေးခြင်းပါတယ်။စိတ်ကြွေရွေးချယ်စားလို့ရမယ်အသားတုံးနေကြမဲတုံးနေအပြင်အသီးနှံလေးတွေနှက်ထားတဲ့အသားအစုံနဲ့အခုဆိုရင်အချင်းရေကိုပါမန်နျူးအစ်စ်လေးထပ်ဖြည့်ထားပါဗျ ချိုချင်ရတာလေးနဲ့စိတ်ကြိုက်ဆက်စားလို့ရမယ်အချင်းရင်လေးလည်းအရင်ပုံစံတိုင်းပဲရှိနေပါသေးတယ်အခုကကက်ကြီးတွေညက်တွေကိုစိတ်ကြိုက်ယူလို့ရအောင်ထားပေးထားပါတယ်။အသားတုံးတွေကတော့အထုံးစံအတိုင်းပဲစိတ်ကြိုက်ယူပြီးတော့ယူလို့ရပါတယ်။ကင်ချီအရသာလည်းလုံးဝမပြောင်းသွားပဲနဲ့ဆက်ထိန်ထားနိုင်တာတွေသဘောကျပါတယ်။မှုပီရင်ကတော့ပစ္စည်းပြက်နေလို့လောလောဆယ်အမှုတစ်မျိုးပဲရသေးတယ်ပေါ့နော်။ ဒါပေမဲ့ဈေးနှုန်းအပြောင်းလဲမရှိအခုချိန်ထိ28,500နဲ့တနေ့ကုန်စိတ်ကြိုက်စားလို့ရတာတော့တန်ပါတယ်။စိုင်ဖွင့်ချိန်ကနေ့လယ်12:00နာရီည8:00နာရီအထိကိုမဝမချင်းတနေ့ကုန်နားနာပြီးစားလို့ရပါတယ်။ဒီပိုတထောင်ဆိုင်လေးပြင်ကိုမင်္ဂလာတော်မှာလဲစိုင်ခွဲလေးရှိသေးတာမို့နီးစက်ရမှာအားပေးလို့ရပါတယ်။အမှုလေးတွေအရင်ဆုံးကြက်နေတာမို့လို့အမှုလေးတွေပဲအရင်စားတယ်ပေါ့နော်။ ခြေစားရင်တော့အမြဲတမ်းတတုပ်စာတတုပ်စာလေးခွဲပြီးတော့กินပါတယ်။กินတဲ့ချိန်လေးစီနက်နက်ပေါက်ရင်တော့မတက်ရက်ပြီးกินပြီးတော့မှအေးစစ်စစ်လေးထိုင်စားတာပါ။ဒီတစ်ခေါက်သူ့ရဲ့အချင်းရင်အစ်စ်ကလေးရလေးအရသာတော်တော်လေးကောင်းတယ်။ဆက်ထားတာအကင်ရဲ့အရသာနဲ့အယမ်းဟိုလိုက်တယ်ပေါ့နော်။ချင်းငန်ဆက်အရသာထီထီမိမိလေးနဲ့ဆိုတော့တော်တော်လေးစားလို့ကောင်းပါတယ်။သူ့ကင်ချီအရသာကလည်းရှယ်ပါပဲ။ quality ထိန်းထားနိုင်တာလေးတော်တော်သဘောကျပါတယ်။ ကြက်မဲတုံးလေးတွေကိုတော့အရင်ပုံစံချိုးချင်အရသာချင်းရည်လေးနဲ့ပဲစားဖြစ်ပါတယ်။သူ့ရဲ့အိုးပုံစံကြောင့်စီနဲ့နဲ့အိုင်ပြီးတော့ပန်ဂရီလေးလိုဖြစ်ပေမဲ့အဲ့ဒီအရသာကိုပဲခြေကြိုက်ပါတယ်။သူ့ရဲ့ကင်မချီတော်တော်ကောင်းတော့လေသူ့စီမှာဆိုရင်အဲ့လိုဆလက်ရွက်နဲ့ကြက်သွန်ဖြူလေးနဲ့အသားနဲ့ထုတ်စားရတာကိုတော်တော်ကြီးကိုကြိုက်ပါတယ်။ အရင်ကောက်တရားဆိုငရုံသီးစိမ့်တိတ်မဆက်ဘူးပေါ့နော်ဒီတစ်ခါငရုံသီးစိမ့်ရတော်တော်လေးဆက်ပါတယ်ရှယ်ပါပဲကင်မချီစားလိုက်အသားတုံးစားလိုက်ငရုံသီးလေးကိုက်လိုက်နဲ့စားရင်လည်းအရင်မိုက်ပါတယ်သူရဲ့အချင်းကြီးအစ်စ်ကလေးဆိုင်မာတော်တော်တော်နာမည်ကြီးနေပြီပေါ့နော်အရသာတော်တော်ကောင်းပြီးတော့အကင်တိုင်းနဲ့လိုက်လို့ပါကင်ဝတ်တုံးကင်မှာစားရတာခြေတော်တော်ကြီးကိုကြိုက်တာပါအထူးသဖြင့်ဒီသုံးထပ်သားကင်လေးတွေကိုအကြိုက်ဆုံးပါပဲ ဲ့ဒီသုံးထက်သားกินလေးတွေဟိုမှာကင်ချီနဲ့ဆလတ်ထုတ်စားရတာကိုအရန်အရန်ဝင်ကြိုက်ပါတယ်။အဲ့လိုမျိုးกินထားပြီးသားအသားလေးတွေကို rest လုပ်ထားပြီးမှအေးစစ်စစ်ယူစားရတာလေးကိုပို့ပြီးတော့သဘောကျပါတယ်။အခုဆိုရင်ဆိုင်လေးကအရင်အထက်တောင်လူပိုများနေပြီပေါ့နော်ဂျေရုစားနေရင်လည်းလူတွေတဖွဲဖွဲကိုရောက်လာတာပါ။ဆိုင်စားမဖွင့်ခင်ကလေးရာကိုလာဆောင်ပြီးစားတဲ့သူတွေရှိပါတယ်။ သူ့ရဲ့ buffet ထဲမှာ beverage တော့မပါပါဘူးအေးအေးမျိုးစုံတော့ရှိပါတယ်ဝယ်တောက်လို့ရပါတယ်ဂျီရိုသွားစားပြတဲ့နေ့ကစနေနေ့ဆိုတော့လူတော်တော်လေးကိုကြပါတယ်သူစီမှာမာလာမှုန့်လဲထားပေးထားတာကိုစားလို့ပြီးကန်ဒီမှာတတိယရပါတယ် သူရဲ့မာလာမုံကတော်တော်အရသာရှိပြီးစားလို့ကောင်းတာပေါ့နော်အသားနဲ့တူစားရတာတော်တော်လေးကောင်းပါတယ်စားရင်းနဲ့အောင်ပြောဖြစ်သေးတယ်သူ့ရဲ့မာလာမုံကဂျေးအိမ်ရမာလာမုံထက်တော့မှပိုပြီးတော့မာလာမုံဖြစ်သေးတယ်ဆိုပြီးတော့လေအသားကိနေစားလို့ဝါဝါတော့ရေခဲမုံစားရမယ့်ချိန်ကိုရောက်ပါပြီရေခဲမုံကတော့ဘာဖေးထဲမှာပါပါတယ်အရသာ၅မျိုး၆မျိုးလောက်ဖွင့်ပေးထားပါတယ်ခရမ်းရောင်လေးကတော့ဂျေးအကြိုက်ဆုံးအရသာပေါ့နော် အဲ့မှာခုနအသားကင်ပူပူတွေကိုတောက်လျှောက်မှုန့်ပြီးစားလာတော့ရေခဲမှုန့်ကိုပါမှုန့်ပြီးရောစားနေပါတယ်။ဘာလို့စဉ်းစားနေလဲမသိဘူး။အဲ့လိုပဲတစ်ခါတလေလဲဥကြောင်ကြောင်နေပါ။ကင်ဝတ်တုံးကင်ပူဖေးရာခြေအရန်ကြိုက်တာမို့လို့သွားစားဖို့အတွက် highly recommend လုပ်လိုက်ပါတယ်။တတ။